ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့မနေ့ညတုန်းကအင်္ဂလန် Premier League ကိုတန်းတက်ခွင့်ရမယ် Playoff Championship ပွဲစဉ်ကြီးကစားတယ် Sunderland အသင်းနဲ့တပတ်က Sheffield United အသင်းတို့ကစားခဲ့ပြီးတော့ Sunderland ကနောက်ကလိုက်ကစားပြီးနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရသွားခဲ့တယ် အဲ့နိုင်ပွဲကြောင့်ပဲဆန်ဒလန်ဟာပရီးမီးယားလိဂ်ကိုတိုက်ရိုက်တန်တက်ခွင့်ရထားတဲ့အသင်းနှစ်သင်းနဲ့အတူတက်ရောက်ခွင့်ရရှိခဲ့ပြီးတော့ပရီးမီးယားလိဂ်အတွက်တက်လာခွင့်ရတဲ့အတွက်စုကြည့်ဝေပေါင်တန်း220ထိရရှိတော့မှာဖြစ်တယ်။ဆန်ဒလန်က2018မှာပရီးမီးယားလိဂ်ကတန်းဆင်းပြီးတော့လီဝမ်ထိတိုက်ရိုက်နှစ်နှစ်ဆက်တန်းဆင်းခဲ့ပြီး2020မှာပြန်တက်လာရင်ခု 3နှစ်အကြာမှာပရီးမီးယားလိဂ်ကိုတကြောပြန်ရောက်လာခဲ့ပြီဖြစ်တယ်။တခါအာစနယ်အမျိုးသမီးအသင်းကလည်းအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာလက်ရှိချန်ပီယံဘာဆိုနာအသင်းကိုအနိုင်ရလိုက်ပါတယ်။ဆရှိနေကြချန်ပီယံဖြစ်ခဲ့တဲ့အာဆင်အသင်းက2000ခုနောက်ပိုင်းမှာပထမဆုံးချိန်ချန်ပီယံဖြစ်ပြီးတော့နှစ်နှစ်ဆက်ချန်ပီယံဖြစ်တဲ့ဘာဆိုနာကိုနောက်ကျကိုနဲ့အနိုင်ရပြီးတော့ချန်ပီယံလိပြိုင်ပွဲမှာအင်္ဂလိပ်ကလပ်အသင်းတွေအတွက်နှစ်ချိန်မြောက်ရယူနိုင်ခဲ့တာဖြစ်တယ်။ဘိုင်ယန်လီဗာကူဆန်အသင်းကလည်းသူတို့ရဲ့နီးပြတဲ့ဖြစ်ဂျာဗီအလွန်ဆိုထွက်တော် ွားတဲ့အချိန်မှာ Eric Ten Hag ကိုခေါ်ဖို့သဘောတူညီမှုရရှိပါပြီ David Onsen ရဲ့အဆိုအရ Eric Ten Hag ဟာ Bayer Leverkusen နဲ့သဘောတူညီမှုရရှိခဲ့ပြီးနောက် မကြာမီမှာတရားဝင်ကြီးညာတော့မှာဖြစ်ကြောင်းဆိုထားပါတယ်။ဘိုင်မြူနစ်အသင်းကတော့အခုလောလောဆယ်နေထားရကင်းစလီကိုမန်ကိုရောင်းထုတ်ဖို့ပြင်ဆင်ပြီးတော့မီထိုမာနဲ့အစားထုတ်ဖို့လုပ်တယ်။ဘိုင်ယာကအစောပိုင်းကဖလိုရီယန်ဗတ်စ်ကိုခေါ်ဖို့ချိုးပန်းပေမဲ့လီဗာပူးကိုရဖို့တေချာသွားတဲ့အတွက်ဒီပြောင်းရွှေ့ကိုလက်လျှော့ခဲ့ပြီးတော့မီထိုမာကိုခေါ်ဖို့ချိုးပန်းနေတာပါ။ဘာဆိုနာအသင်းကလည်းယမားကိုကျော်နံပါတ်10ပေးသွားမှာဖြစ်ကြောင်းအတည်ပြုလာပြီးတော့မကြာမီမှာကြီးညာမှာဖြစ်ပါတယ်။အသက်18နှစ်အရွယ်ရှိတဲ့စပိန်လူငယ်စု ပါစတာကအန်ဆိုဖာတီရဲ့ကျွန်တော်ကိုယာယီမှာဖြစ်သလိုကတ်လန်ကလပ်အနေနဲ့လာမတ်တစ်ပတ်အတွင်းမှာလမီယမားရဲ့ contract စာချုပ်တစ်ခုတခါတည်းကြီးညာမှာဖြစ်ကြောင်းဆိုထားပါတယ်အန်ဆိုဖာတီကလည်းဘာဆိုလာသင်းကထွက်ပြီးမိုနာကိုကိုပြောင်းရွှေ့မှာပါတရားဒီအကားနဲ့ပြောင်းရွှေ့ပြီးတာနဲ့ယာဒီကိုမှာမဖြစ်မနေအပိသက်ဝယ်ယူခွင့်ပြောင်းရွှေ့မှုနဲ့သဘောတူညီမှုရရှိသွားပြီဖြစ်တယ် ရီယယ်မက်ဒရစ်အသင်းရဲ့ superstar Kylian Mbappe ကတော့ La Liga နောက်ဆုံးပွဲလည်းဖြစ် Carlo Ancelotti ရဲ့နောက်ဆုံးပွဲမှာနောက်ထပ်2ဂိုးသွင်းခဲ့တယ်။ဒါက Mbappe အတွက်ဒီနေ့ရာသီမှာလိပြိုင်ပွဲမှာ32ဂိုးထိသွင်းခဲ့ပြီးတော့ဒါဥရောပ Champions League ရဖို့အခြေအနေကောင်းပြီးတော့ La Liga ပြီးချီချီစဖို့ရရှိတော့မှာဖြစ်ပါတယ်။ Real Madrid အသင်းရဲ့နီးပြ Carlo Ancelotti က Sociedad နဲ့ပွဲကသူ့ရဲ့ဒုတိယအကြိမ်ကင်တဲ့နောက်ဆုံးပွဲဖြစ်တဲ့ မတွေ့နီးပြတခြားမှာဖွဲပေါင်း353ဖွဲကင်တွေ့ခဲ့ပြီးပွဲ159ဖွဲ90တေးချပြီး 53ပွဲရှုံးနေကြတာဖြစ်တယ်ကာလိုအန်ချယ်လိုတီက834ကိုသွင်းပြီးတော့ဆူဖလာပေါင်း55လုံးကိုရယူခဲ့လို့ချန်ပီယံလိဆူဖလာ3လုံးထိရယူပေးခဲ့တာပါလူကာမိုဒရစ်ကလည်းအဲ့ဒီမှာပဲတပြိုင်နက်ရီမက်ဒရစ်နဲ့နှုတ်ဆက်ခဲ့ပါတယ်အသင်းကောင်းဆောင်လူကာမိုဒရစ်ရောလူကတ်စ်ဗက်ဆက်ရောယာဒီကုံမှအသင်းနဲ့လမ်းခွဲမှာဖြစ်ပြီးသူတို့ရဲ့နောက်ဆုံးပြိုင်ပွဲဟာ FIFA Club World Cup ပြိုင်ပွဲဖြစ်ကြောင်းမက်ဒရစ်ကကြေညာထားတာဖြစ်တယ်။ဒီဘက်မှာတော့ Atletico Madrid အသင်းက Manchester United အသင်းရဲ့ တောင်ပန်ကစားမအန်တနီကိုစိတ်ဝင်စားလေးရှိတယ်။ရီယယ်ဘတ်တစ်မှာခြေစွမ်းပြနေတဲ့ဒီကစားမကိုတီကိုကသဘောကျတယ်သူတို့ယူနိုက်တက်ကတော့ပေါင်50ထိသတ်မှတ်ထားပြီး ဒီကိုဘက်ကဒီပြောင်းရွှေ့ဖြစ်လာဖို့စိတ်ဝင်စားတဲ့ရှိတာပါအတလက်တီကိုမက်ဒရစ်အသင်းရဲ့အိုက်ရှင်မူဟူလီယန်အေဗရက်ကိုအာစနယ်ချယ်ဆီအသင်းတွေကစိတ်ဝင်စားတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့သည့်တိုင်အောင်လက်ရှိမှာတော့ဒီကိုကအေဗရက်ကိုလုံးဝရောင်းချဖို့အစီအစဉ်မရှိကြောင်းတုံ့ပြန်ခဲ့ပါတယ်ဂျူဗန်တက်စ်ကလည်းပူပူနွေ့နွေ့စီးရီးချန်ပီယံဖြစ်တဲ့အန်တိုနီယိုကွန်တီကိုတကြော့ပြန်သူတို့နီးပြတဲ့ဖြစ်ပြန်ခန့်ချင်းနေပါတယ်2006ခုနှစ်ကတန်းစင်ပြီးပြန်တက်လာပြီးတိတ်မကြခင်မှာအန်တိုနီယိုကွန်တီဟာဂျူဗန် Juventus က3နှစ်ဆက်တိုက်အမှတ်ပေး champion ရယူပေးခဲ့သူဖြစ်ပြီးတော့ Juve ကဒီချိန်မှာလည်း Conte ကို3နှစ်စာချုပ်နဲ့ခေါ်ယူဖို့ကြိုးပမ်းနေတာပါဒီချိန်ထဲမှာ Bayer Leverkusen အသင်းက Jadon Sancho ကိုခေါ်ဖို့ဆန္ဒရှိကြောင်း Independent သတင်းစာကဖော်ပြလာပါတယ် Chelsea ထဲမှာအငှားသွားကစားနေတဲ့ Sancho တယောက်ဒါ Man United ကိုပြန်ရပွဲရှိပြီးတော့လက်ရှိမှာ Man United နီးပြဟောင်း ်အရစ်တဟာနဲ့လီဗာကူဆင်မှာပြန်တွေ့သွားဖွယ်ရှိတယ်ချက်စီသင်းနေတဲ့အခုလောလောဆယ်အနေထားရယာတီကုံမှာသူတို့အသင်းရဲ့အဓိကပန်းတိုင်နဲ့တစ်ဖက်က conference မှာ champion ဖြစ်ဖို့ကိုအသေးအံတာဂက်ထားနေတယ်ချက်စီသင်းဘက်က ထော်ပိုလီတို့ကနီးပြအန်ဇိုမာရစ်ကာကိုဘလိုရလက်မျိုးဖြစ်ဖြစ်2026အထိစတင်ထားမှာဖြစ်ကြောင်းအတည်ပြုထားပါတယ်။ဂျက်ဆီသင်းရဲ့တိုက်စစ်မှုဂျက်ဆင်နဲ့အန်ကူကူတို့ရှိသည့်တိုင်အောင်ဂျက်ဆီကတိုက်စစ်မှုတယောက်ခေါ်မှာဖြစ်တယ်။အန်ကူကူကဒီယာဒီမှာအသင်းကထွက်ခွာဖို့ဆုံးဖြတ်ထားပြီးနောက်ပိုင်းမှာလက်ရှိမှာဂျောက်ဘက်ထူအပါဝင် Victor Osimhen, Jokeres နဲ့ Benjamin Sesko တို့အားလုံး Chelsea ရဲ့ radar ထဲမှာဆက်ပြီးရှိနေဆက်ဖြစ်တယ်လို့ဆိုပါတယ်။ Tottenham Hotspur က Ange Postecoglou ကိုယာတုကထုတ်ပယ်ပြီး Thomas Frank နဲ့ခတ်မယ်ဆိုတဲ့သတင်းတွေတက်လာတဲ့အချိန်မှာ Bradford ကသူတို့နီးပြားကိုထွက်ခွာခွင့်ပေးဖို့အစီအစဉ်ရှိကြောင်းနဲ့ Thomas Frank ကိုယ်တိုင်ကလည်း Bradford မှာဆက်နေခြင်းနဲ့ဆိုတဲ့အရေးအယောင်တွေပေါ်ပြနေရှိတယ်။ Spurs ကတော့ဒီနီးပြားကိုသူတို့ရဲ့ target ဖြစ်ထားသလိုအခြားနီးပြားတွေက ဖူဝန်နီပြမာကိုဆေးပါနဲ့ဘုံမောင်ရဲ့အဒေါနီအီရာဝလာတို့နှစ်ယောက်ကိုလည်းစိတ်ဝင်စားလေးရှိပါတယ်။တော်တာဟော့စပါအတင်းကလာမဲနွေရတီမာကိုလည်းကစားမအီပဆူမာကိုရောက်မှာဖြစ်တဲ့နောက်ဘယ်နောက်ခံလူရက်ဂီလောင်ရဲ့တပြေမာဘန်တီဗီအပါဝင်တစ်ဖက်ကအရင်ကစားမအများစုကိုလည်းစပါကထုတ်သွားမှာဖြစ်ပြီးတော့တီမိုဗောနာကိုတော့တတ်တမ်းမတိုးတော့သလို မတီထဲကိုလည်းအငားနဲ့ပြန်ခေါ်ယူဖို့ပဲချိုးပန်းလျက်ရှိကြောင်းဖော်ပြလာပါတယ်။ Manchester City ရဲ့ Superstar Kevin De Bruyne ကတော့ရာသီကုန်ထာနဲ့ Napoli အသင်းကိုပြောင်းရွှေ့တော့မှာပါ။ Napoli အသင်းကိုလာမယ့်နှစ်ပတ်အတွင်းမှာအပြီးတက်နိုင်ပွဲရှိပြီးတော့တနည်းကို9တန်းရရှိမှာဖြစ်ပြီး ၃နှစ်စာချုပ်နဲ့ပြောင်းရွှေ့မှာဖြစ်ကြောင်းအစ်ဒလီမီဒီယာတွေကဖော်ပြထားပါတယ်။မစီဒီကအခုလောလောဆယ်အနေထားအရသူ့အသင်းရဲ့တောင်းပန်ပိုရှင်တွက်ကစားမအသိစိတ်ဝင်စားလေးရှိတယ်။ဂျက်ဂရီလစ်ကိုရောင်းချဖို့ပြင်ဆင်ထားတယ်။ဘန်နာဒိုဆီလ်ဘာလည်းရောင်းချသွားနိုင်ပွဲရှိတဲ့အချိန်မှာနောက်ထပ်တောင်းပန်ကစားမအသိတွေကိုစီတီကစိတ်ဝင်စားလေးရှိကြောင်းဖော်ပြလာပါတယ်။အာဆနယ်အသင်းကဗစ်တယ်ယိုကရက်ကိုခေါ်ယူဖို့ တောက်လျှောက်ကျိုးပန်းနေစေပါဒီလီမရာရဲ့ပေါ်ပြချေရာယူကရက်စ်ကချန်ပီယံလိဝင်ခွင့်မရတော့တဲ့မန်ချက်စတာယူနိုက်တက်ကိုဒါစိတ်ပြတ်သွားတဲ့အတွက်ကြောင့်အခုလက်ရှိမှာသူ့ရဲ့ဆရာဟောင်းနဲ့လက်တွဲမဲ့အစား လန်ဒန်ကိုပြောင်းဖို့ပို့ပြီးတော့ဆန္ဒရှိလာကြောင်း Sky Sport ကဖော်ပြထားပါတယ်။ Yogres ကိုတော့လက်ရှိနေထားရာပြောင်းရွှေ့ခြင်းသူအသင်းက65တန်းထိတတ်မှတ်ထားတာလည်းဖြစ်တယ်။ RB Leipzig အသင်းကို Arsenal ရဲ့ Alexander Traitor Batra က Benjamin Sesko ကိုခေါ်ယူมาဖြစ်ကြောင်းအသိပေးထားပြီးဖြစ်တယ်။ Sky Germany ရဲ့အဆိုအရ Benjamin Sesko ဟာ Euro 180ရောကြီးစားချုပ်နဲ့ထွက်ခွာဝင်ရှိတဲ့အတွက် Arsenal ကသူ့ကိုခေါ်ဖို့ဆန္ဒအပြေအဝါရှိကြောင်းဆိုလိုက်ပါတယ်။ Arsenal အသင်းနေနဲ့ William Saliba တို့ PS Party အပါအဝင် Ethan Wanery နဲ့ကစားမအများစုကိုမကြာမီတတ်တန်းတိုးဖို့လုပ်မှာဖြစ်ပါတယ်ဒီစားမတွေကိုအဓိကတတ်တန်းတိုးပြီးတော့ Saliba ကိုကာလာရှေချာဆက်ထိန်ထားဖို့ပြင်ဆင်နေတာလည်းဖြစ်တယ် Saudi Arabia Club ဖြစ်တဲ့ Al Hala အသင်းက Bruno Fernandes ကို Total Package 233တန်းတန်တဲ့ Package နဲ့ကမ်းလှမ်းထားပါတယ် တစ်နှစ်ကိုယူရို89တန်းရှိတဲ့လောက်ခလာစာတလောက်6.4တန်းတပတ်ကို1.5တန်းနဲ့တရက်ကိုယူရို2သိန်း1000ထိရှိမယ်၃နှစ်စာချုပ်နဲ့ခေါ်ယူဖို့ကြိုးပမ်းနေသလိုပေါင်တန်း80ထိပေးပြီးစာချုပ်ဖြတ်ပြီးခေါ်ယူသွားဖို့လည်းဆန္ဒရှိကြောင်းဆိုထားပါတယ် မန်ချက်စတာယူနိုက်တက်ကအခုလက်ရှိအခြေအနေပြဿနာတွေကြားမှာရှိနေသည့်တိုင်အောင်ဘူဗာဟန်တန်ရဲ့တိုက်စစ်မှုမတီးယပ်စ်ကူညာကယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ချက်ချထားပြီးဖြစ်လို့မန်ချက်စတာယူနိုက်တက်ကိုပဲရွေးချယ်ထားတဲ့အတွက်ဒီသင်းကိုပြောင်းရွှေ့တာကလုံးဝနောင်တမရကြောင်းဆိုထားပါတယ်လက်ရှိမှာတော့ယူနိုက်တက်ကမတီးယပ်စ်ကူညာကိုပေါင်62.5တန်းတဲ့ခေါ်ယူဖို့သဘောတူထားတာပါမန်ယူနိုက်တက်ကကိုဘီမင်းနူးကိုရောင်းချဖို့ပြင်ဆင်ထားပြီးတော့ပြောင်းရွှေ့ချေတန်း80လောက်ရရင်ထွက်ခွာခွင့်ပေးဖို့ရှိလို့ချက်စ ီသင်္ကာစိတ်ဝင်စားလေးရှိတယ်။လက်ရှိမှာတော့ United ရဲ့လူငယ်တောင်ပန်ကစားမအလဟန်ဒိုဂါနာချိုကို Athletic ရဲ့ report အရဆိုရင်ထွက်ခွာခွင့်ပေးထားပြီးတော့ Ruben Amorim ကလာမယ့်ရာသီမှာအသင်းသစ်ကိုရှာဖွေဖို့အတည်ပြုထားပြီးဖြစ်တယ်လို့ဆိုထားပါတယ်။ Liverpool ကတော့ Florian Wirtz ကိုပုံကိုယ်ဆိုင်ရာသဘောတူညီမှုရပါပြီ။လက်ရှိမှာ Liverpool က German ကွင်းလယ်ကစားမကို Liverpool စင်ကခေါ်ဖို့ကြိုးပမ်းနေပြီးတော့နှစ်ဖက်အသင်းကြားပြောင်းရွှေ့ခြင်းကိုစတင်ဆွေးနွေးနေပြီဖြစ်တယ်။ Liverpool သင်ကသူ့ရဲ့နီးပြအာနီစတော့ကိုလည်းသ တက်တန်းထက်တိုးမှာပါရာဒီမာချန်ပီယံဖြစ်ပြီးနောက်အာနီဆော့ကိုလီဗာပူးကကာလာရှီချာစာချုပ်ချုပ်ဆိုဖို့ကြိုးပမ်းနေပါတယ်လီဗာပူးရဲ့စူပါစတာမိုဟာမက်ဆာလတ်ကတော့ပရီးမီယာလိရဲ့တနစ်တာအကောင်းဆုံးဘောမဆုကိုရရှိခဲ့ပါတယ်ဆော်ပိုင်းလုံးကအာဇာကလောင်ရှင်နေပေးဝေတဲ့ FWA အကောင်းဆုံးဆုအပြည့်လက်ရှိမှာပရီးမီယာလိရဲ့အကောင်းဆုံးဆုကိုပါဆာလတ်ကထပ်ပြီးရရှိခဲ့တာဖြစ်တယ်တစ်ဖက်မှာတော့ခရစ်စတယ်ဘဲလစ်အသင်းရဲ့တိုက်စင်မှုယွန်ဖီလစ်မတ်ထက်တာကသူ့ကိုခေါ်ချင်တဲ့အသင်းနေပေါ်စိတ်ဝင်စားမှုရှိ ကြောင်းဆိုထားပါတယ်။ Daily Mirror ရဲ့အဆိုအရ Man United အပါအဝင် Chelsea Tottenham အသင်းတွေကသူ့ကိုခေါ်ကြည့်နေတာပါ။တစ်ချိန်တည်းမှာပဲ Scotland Club Celtic အသင်းကို Aberdeen က Scottish Club ပြိုင်ပွဲမှာအနိုင်ရခဲ့ပါတယ်။1990ခုနှစ်မှာအဘာတင်းက Scottish Cup ကိုအနိုင်ရခဲ့တဲ့အဲတုန်းကလည်း Celtic ကိုနိုင်ခဲ့ပြီးတော့ဒီဒီချိန်မှာလည်းအဘာတင်းက Celtic ကို penalty အဆုံးဖြတ်မှာနိုင်ပြီးနှစ်ပေါင်း35နှစ်အတွင်းဒါ champion ထပ်ပြီးဖြစ်လာပါတယ်။တစ်ဖက်မှာတော့ La Liga club ဖလာတိုရီအသင်းရဲ့ပိုင်ရှင်ဖြစ်တဲ့ရော်နယ်ဒိုကြီးကတော့သူ့ရဲ့ကလပ်အသင်းကိုရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။ဖလာတိုရီအသင်းကိုခေါင်းနဲ့ကြာသူပိုင်ဆိုင်ခဲ့ပြီးနောက်တန်း90နဲ့ investment group တစ်ခုကိုရောင်းဖို့သဘောတူညီခဲ့တာဖြစ်တဲ့သူ့လက်ထက်မှာတော့လာလီဂါမှာနှစ်ချိန်တက်တယ်။ဒါပေမဲ့ဒီယာတီမှာအဆိုးအဝါဆုံးအခြေအနေနဲ့တန်းဆင်းခဲ့ရပြီးတော့လက်ရှိအခြေအနေအရဖလာတိုရီအသင်းကပိုင်ရှင်တစ်လက်ထက်ကို ရောက်ရှိဖို့သဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ဂျာမန်ပိုကေကပ်ပါလေစတူကတ်ကလည်းနှစ်ပေါင်းကာလရှိကြပြီးတော့ မှာသူတို့လည်းချန်ပီယံထပ်ဖြစ်ခဲ့ပါတယ်ပူကက်ကအတွက်စတူကက်ကတော့ဒီယာတီမှာဘိုင်မြူနစ်လီဗာပူးဆင်ထိတ်တန်းကလပ်တွေမရှိတဲ့ချိန်မှာချန်ပီယံဖြစ်လာခဲ့တာပါဒါတွေကအဆက်အစားဆရာနောက်ဆုံးရအားစားသင့်ပါအားလုံးကျေးဇူးပါတယ်